ဖတ်ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစဉ်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး၄မှ9အထိဖြစ်ပါတယ်။ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး၄အာပနာတိရေပြုံမြို့၌သေချောင်းကိုရှောလူဤသားသည်ကြားတော်အာယောဤဤသေးလာလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏ရှောလူဤသား၌ဘာနာနိရေခတ်အမိရှိသောလူဒီဟုသောတမူးနှယောက်ရှိ၏သူတို့သည်ဘိန်ယာမိန်အမျိုးဘေယာတိအနွယ်ရိန်မုံဤသားဖြစ်ကြ၏ဘေရုံမျိုးသည်ဘိန်ယာမိန်ခရိုင်အဝင်ဖြစ်တော်လေဘေယောတိလူတို့သည်ဂိတ်တိမ်မျိုးသို့ပြေး၍ယနေ့တန်အောင်တဲခိုလျက်နေကြသည် ရောလူဤသားယောနသန်၌ခြေစွန့်သောသားတယောက်ရှိ၏သူသည် အသက်၅နှစ်ရှိသောအခါယေဇရီလမြို့မှရောလူနှင့်ယောနသန်တို့၏တည်င်းကိုကြားလျင်အထင်းသည် သူကိုခြေ၍ပြေးစဉ်တွင် အလင်းအမြန်ပြေးသောကြောင့်သူငယ်သည်ကြာ၍ခြေစွန့်၏ထိုသူငယ်၏အမိကမေဖိဘောရှက်သည်ဘေယောတိအမျိုးရိမုံဤသား ရေခတ်နေဘာနာတို့သည်ဣရှဘောရှက်အိမ်သို့သွား၍မိုးတဲ့အချိန်၌ရောက်၏ထိုအချိန်၌ဣရှဘောရှက်သည်အိတ်တက်၏ထိုညီကိုရေခတ်နေဘာနာတို့သည်စဘာကိုထုတ်ဟန်ဆောင်၍အိမ်အလယ်သို့ဝင်ပြေးလျင်အိတ်ခမ်းထဲအိယာပေါ်မှအိလျက်နေသောဣရှဘောရှက်၏ဝမ်းကိုထိုး၍တတ်သည်ဖြင့်ဥကောင်းကိုဖြတ်ယူပြီးမှ တညလုံးလွင်ပြင်လန်းဖြင့်ပြေး၍လွတ်ကြ၏။ဣရှဘောရှဲ၏ဥကောင်းကို ဟေဗျုံမြို့ဒါဝိဒ်ထံတော်သို့ဆောင်ခဲ့၍ကိုရောအသက်ကိုရှာသောကိုရောယံသူရှောလူဤသားဣရှဘောရှဲ၏ဥကောင်းကို ကြည့်ရှုတော်မူပါ။ကျွန်တော်သခင်အရှင်မင်းကြီး ခံရတော်မူသောအပြစ်ကိုသာဝရဖျားသည်ရှောလူ၌၎င်းသူဤအမျိုးအနွေ၌၎င်းယနေ့ ဆက်ပြီးတော်မူပြီးဟုအထံတော်တွင်ရှောက်ဆိုသောဒါဝိဒ်ကငါအသက်ကိုဘေးဥပ္ပအပေါင်းတို့မှရွေးတော်မူသောထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းအရင်တစ်ခါလူတစ်ယောက်သည်လာ၍ဝမ်းမြောက်စရာသတင်းကို ပြောမိအကြံရှိလျက်ရှောလူသေးပါပြီဟုငါအားကြားပြောသောအခါထိုသတင်းကိုပြောသောကြောင့်သူ့ကိုရမည်ဟုထင်သောထိုလူကိုဇီကလက်မြို့၌ ငါကင်ဆွေး၍တက်၏ထိုမြမကလူဆိုးတို့သည်ဖြောက်မက်သောသူကိုသူ၏အိမ်အတွင်အိယာပေါ်မှာတက်လျင်တာ၍ပြုသိမ့်သည်မဟုတ်လောယခုပင်သူ၏အသွေးကိုတင်တို့၌ငါတောင်း၍လင်တို့ကိုမြေကြီးပေါ်ကပယ်ရှားသိမ့်သည်မဟုတ်လောဟုဘီရောတိအမျိုးယရိမုံဤသားရေခက်နှင့်ညီဗာနာအားဆိုပြီးလျင်လူလင်တို့ကိုမိတော်မူ၍ ထိုသူနှယောက်ကိုသက်ကြ၏လက်ချီတို့ကိုဖြဲ့၍ဟေဗျုံရေကန်အနားမှာဆွဲထားကြ၏ဣရှေဘောရှေ၏ဥကောင်းကိုကယူ၍ဟေဗျုံမြို့တွင် အာဗနာတင်းချိုင်း၌တကြိုကြ၏ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီးငါထိုအခါဣသေလအမျိုးအနွယ်အပေါင်းတို့သည်ဒါဝိရှိရာဟေဗျုံမြို့သို့လာ၍ကျွန်တော်တို့သည် ကိုရော့အယူကိုရော့အသားဖြစ်ကြပါ၏အထက်ကလျှောလူသည် ကျွန်တော်တို့၌ရှင်ဘရင် ဖြစ်သောအခါကိုတော်သည်ဤသေးလာမျိုးကိုဆောင်သွားလျက်တွင်းပြန်လျက်နေတော်မူပြီးထာဝရဘုရားကလည်းတင်းဒီငါဤလူဤသေးလာမျိုးကိုလှုပ်ကြွေးအုပ်ဆိုးရမည်ဟုကိုတော်အားမိတော်မူပြီးဟုရှောက်ဆိုကြ၏ထို့သောဤသေးလာမျိုးအသက်ကြီးသူပေါင်းတို့သည်ရှင်ဘရင်ရှိရာ ဟေဗြုံမျိုးသို့ ရောက်လာလျှင်ဒါဝိမင်းကြီးသည် ဟေဗြုံမျိုး၌ထာဝရဘုရားရှိတော်မှာ သူတို့နှင့်မိသားယာဖွဲ့ခြင်းသူတို့သည်ဒါဝိတ်ကို ပိတ်သိပ်ပေး၍ဣသေလရှင်ဘုရင်အရာ၌ချီးမြှောက်ကြ၏ဒါဝိတ်သည်နန်းထိုင်သောအခါအသက်30ရှိ၏အနှစ်40ဆိုးဆန့်လေ၏ဟေဗြုံမြို့၌နေ၍ယူဒာပြည်ကို9နှစ်နှင့်6လမင်းပြု၏ယေရုရှလင်မြို့၌နေ၍ယူဒာပြည်နှင့်ဣသေလပြည်တလျှောက်လုံးကိုအနှစ်33နှစ်မင်းပြု၏ တဖန်ရှင်ဘရင်သည်မိမိလူတို့ကိုခေါ်၍ပြည်သားရေယေဘုသိလူတို့ရှိရာယေရုရှလင်မြို့သို့ခြိသွားလျင်သူတို့ကသင်သည်ဤမြို့ထဲသို့မဝင်ရမျက်စိကန်းသောသူနှင့်ခြေစွန့်သောသူတို့ကလည်းဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရဟု ဆိုကြမြနှင့်သင်ကိုစီးတားလိမ့်မည်ဟုဆိုကြ၏တို့ရတွင်ဒါဝိဒ်သည်ဒါဝိဒ်မြို့သည်ဟုသောဇီးအုံရဲတိုက်ကို တိုက်ယူလေ၏ထိုနေ့၌ဒါဝိဒ်ကအကျဉ်သူသည်ယေဘုသည့်လူတို့ကိုတိုက်ဖြတ်ပြီးမှကျုံးကိုလွန်၍ဒါဝိဒ်သည်ဤနေရာသို့မဝင်ရဟုဒါဝိဒ်အသက်ကိုမုန်းလျက်ပြောဆိုသော မျက်စိကန်းနှင့်ခြေစွန့်သောသူတို့ကိုလှုပ်ကြံ၏ထိုသူသည်ဘိုလ်ချုပ်ဖြစ်စေဟု အမိတော်ရှိသည့်အတိုင်းဇေယုဒာသားယွာဘသည်အူးတက်၍ဘိုလ်ချုပ်အရာကိုခံရ၏ထို့နောက်ဒါဝိဒ်သည် ရဲတိုက်နိုင်နေ၍ဒါဝိမြို့ဟူသောအမိဖြင့်သမုတ်လေ၏မိတ်လောအယက်ပက်လည်၌၎င်းအတွင်းပဲ၌၎င်းတိဆောက်လေ၏ဒါဝိတိုးပွား၍အာကြီးသဖြင့်ကောင်းကင်ဘုခြေအရှင်ဖျားသခင်ခြာဝရဖျားသည်သူနှင့်အတူရှိတော်မူ၏တုရုမင်းကြီးဟိရန်သည်တန်တမန်ဤတကွာအာရိတ္တာလက်သမားပယံသမားတို့ကိုဒါဝိထံသို့ဆီလွတ်၍သူတို့သည်နန်းတော်ကို ်တိဆောက်ကြ၏။ထာဝရဘုရားသည်ဒါဝိဒ်ကိုဣသရေလရှင်ဘီရန်အရာ၌ခံထားတော်မူကြောင်းဤမိမိလူဣသရေလအမျိုးဖို့အလို့ငါနိုင်ငံကိုချင်းမြောက်တော်မူကြောင်းကိုဒါဝိဒ်သိမိ၏။ဒါဝိဒ်သည် ဟေဘရုန်မြို့မှ ပြောင်းသောနောက်ယေရုရှလင်မြို့သူမယေကြီးမယေငယ်တို့ကိုထက်၍သိမ်းယူသဖြင့်သားသမီးများတို့ကို မြင်လေ၏ယေရုရှလင်မြို့၌ဒါဝိဒ်မြင်သော သားတို့အမိကား ရှာမွာရှောဗက်နာသန်ရှောလမုဣဘဟာအီလိရှဝနေဗက်ယာဖျာအီလိရှမာအီလီယာဒအီလိဖလက်ဒီဒါဝိတ်ကိုပိတ်သိပ်ပြီး၍ဣသေလရှင်ဘီရဲ့အရာ၌ခံထားကြောင်းကိုဖိလိတိလူတို့သည်ကြားလျင်ထိုလူပေါင်းတို့သည်ဒါဝိတ်ကိုရှာ၍လာကြ၏ထိုတည်င်းကိုဒါဝိတ်သည်ကြားသောအခါရဲတိုက်သူသွား၏ ဖိလိတိလူတို့သည်လာ၍ရေဖိန်ကျိုင်း၌အနက်အပြားနေကြ၏ဒါဝိဒ်ကလည်းအကျွန်ုပ်သည်ဖိလိတိလူတို့ရှိရသို့သွားရပါမည်လောအကျွန်ုပ်လက်၌အတော်မူမည်လောဟုထာဝရဘုရားကိုမေးလျှောက်လေထာဝရဘုရားကသွားလောငါသည်ဖိလိတိလူတို့ကိုတင်းလက်သို့ဆက်ဆက်အံ့မည်ဟုမိန့်တော်မူသည့်အတိုင်းဒါဝိဒ်သည်ဘာလပိရဇိမ်မြို့သို့သွား၍သူတို့ကိုလှုပ်ကြံပြီးမှ ထာဝရဖျားသည် ရေထ၍ဖြိုဖျက်တကဲ့သို့ငတ်ရံသူတို့ကိုငတ်ရှိမှဖြိုဖျက်တော်မူပြီးဟုဆိုလျက် ထိုရက်ကိုဘာလပေရစိန်အမည်ဖြင့်တွင်စေသည်ထိုရက်၌ဖိလိတိလူများပစ်ထားသော ရုပ်ထုများကိုဒါဝိနှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏တဖန်ဖိလိတိလူတို့သည်လာ၍ရေဖိန်ကြိုက်၌အနံ့အပြားနေကြ၏ဒါဝိသည်လည်းမေးလျှောက်သောထာဝရဖျားက တဲ့တဲ့မတဲ့ရသူတို့နောက်သူဝိုင်း၍ပိုးစာတော်တစ်ဖက်၌ခြည်ရမည်ပိုးစာပင်ဖြား၌စိချီတံကိုကြားသောအခါကြိုးစားလော့ထိုအခါထာဝရဖျားသည်ဖိလိတိတက်ကိုလှုပ်ကြံခြင်းကသင်ရှင်းမှကြွသွားလိမ့်မည်ဟုမိတော်မူသည့်အတိုင်ဒါဝိဒ်သည်ပြု၍ဖိလိတိလူတို့ကိုဂေဗာမြို့မှသည်ဂါဇေရမြို့တိုင်အောင်လှုပ်ကြံလိမ့်၏ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး6 တဖန်ဒါဝိဒ်သည်ရွေးချယ်သောဣသရေလလူ၃000တို့ကို စုဝေးစေပြီးလျှင်ခေရုဗိန်ကြားမှကျင်းဝတ်တော်မူသောကောင်းဝင်ဘုံကြီးအရှင်သာဝရဖျား၏နာမတော်နှင့်ဆိုင်သောဖျားသခင်၏တစ်တာတော်ကိုယူဒပြည်ဘာလာမြို့မှဆောင်ခဲ့ခြင်းကမိမိ၌ပါသောလူအပေါင်းတို့နှင့်တကွထထွားလေ၏ဖျားသခင်၏တစ်တာတော်ကိုလက်သေးပေါ်မှတင်၍ တောင်ပေါ်အဘိနဒက်အိမ်သေးကထုတ်ကြ၏အဘိနဒက်ဤသားဩဇာနှင့်အဟိအောတို့သည်လဲတိကိုနေရကြ၏ဩဇာသည်ဖျားသခင်ဤတਿੱတတော်အနား၌၎င်းအဟိအောသည်တਿੱတတော်ရှေ့၌၎င်းသွားကြ၏ဒါဝိနှင့်ဣသေလအမျိုးသားပေါင်းတို့သည်စောင်းတယောပတ်တာနေခရာ ခွက်ကွင်းတို့ကိုဂိုင်လျက်ထာဝရဖျားရှိတော်၌အာထုတ်၍တီးမှုတ်ကြ၏ နာခုံကောက်နေတလင်းသို့ရောက်သောအခါနွားတို့သည်ဖျားသခင်တစ်တာတော်ကိုလှူရှားသောကြောင့်ဩဇာသည် လက်ကိုဆန့်၍တစ်တာတော်ကိုခံ၏ထာဝရဖျားသည်ဩဇာကိုအမျက်ထွက်၍သူ၏အပြစ်ကြောင့်ဖျားသခင်တခတ်တော်မူသည်ဖြင့်သူသည်တစ်တာတော်နားမှသေလိ၏ဩဇာကိုထာဝရဖျားတခတ်တော်မူသောကြောင့်ဒါဝိဒ်သည်ညှိုးငယ်သောစိတ်ရှိ၏ထိုရက်သည်ယနေ့တိုင်အောင်ပေရဇာဇအမိဖြစ်တွင်သည် ထိုနေ့၌ဒါဝိဒ်သည်ထာဝရဘုရားကိုကြောက်၍ထာဝရဘုရား၏တစ်တာတော်သည်အဘယ်သို့ငှက်ထံသို့ရောက်ရမည်နည်းဟုဆိုလျက်မိမိနေရာဒါဝိဒ်မြို့ထဲသို့တစ်တာတော်ကိုမဆောင်ဘဲဂိတ်တိလူဩဘာဒီတုံအိမ်သို့လမ်းလွဲ၍ဆောင်သွားလေ၏ထာဝရဘုရား၏တစ်တာတော်သည်သုံးလပတ်လုံးဂိတ်တိလူဩဘာဒီတုံအိမ်၌ရှိ၏ထာဝရဘုရားသည်လည်းဩဘာဒီတုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၏။ထာဝရဘုရားသည်တစ်တာတော်ကြောင့်ဩဘာဒီတုံနှင့်သူ၌ရှိသည်များကို ကောင်းချီးပေးတော်မူကြောင်းကိုဒါဝိမင်းကြီးကြားသောအခါတဖန်သွား၍ဘုရားသခင်၏တစ်တာတော်ကိုဩဘာဒီတုံအိမ်မှဒါဝိမြို့သို့ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။ထာဝရဘုရား၏တစ်တာတော်ကိုထမ်းသောသူတို့သည်၆လန်းသွားပြီးမှ နွားနေစုဖြိုးသောအကောင်တို့ကိုရစ်ပူစော်လေ၏ဒါဝိဒ်သည်လည်းပိတ်တင်တိုင်းကိုဝစ်လျက်ထာဝရဘုရားရှိတော်၌အားထုတ်၍ကလေ၏ထို့သောဒါဝိဒ်နှင့်ဣသေလအမျိုးသားပေါင်းတို့သည်ကြွေးကြော်လျက်တဘိုးမုတ်လျက်ထာဝရဘုရား၏တိတ္တတော်ကို ဆောင်ခဲ့ကြ၏ထာဝရဘုရား၏တိတ္တတော်သည်ဒါဝိဒ်မြို့ထဲသို့ရောက်သောအခါရှောလူဣသမီမိခလာသည်ပြတင်းပေါက်ဖြင့်ကြည်၍ ဒါဝိမင်းကြီးသည်ထာဝရဘုရားရှိတော်၌ကလျက်ခုံလျက်လာသည်ကိုမြင်၍စိတ်နှလုံးထဲ၌မထီမဲ့မြင်ပြု၏ထာဝရဘုရား၏တိတ္တတော်ကိုသွင်း၍ဒါဝိစောင့်နှင့်သောတဲအလေတွင်သူ့နေရာ၌ထားကြပြီးမှဒါဝိသည်မိရှုရာယင်းနှင့်မိထာယာယစ်တုကိုထာဝရဘုရားရှိတော်၌ပူဇော်လေ၏မိရှုရာယင်းနှင့်မိထာယာယစ်ပူဇော်ခြင်းအမှုကိုပြည်စည်းသောအခါ ကောင်းကင်ဘုရားအရှင်ထာဝရဖျားဤနာမတော်ကို မွဲ့၍ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏ဤသေးလာပရိသတ်ယောက်ျားမိန်းမအပေါင်းတို့အားမုံတပြားအမဲသာတတိစပြစ်သည်ဖြင့်တပြားစီဝေငှပြီးမှ လူအပေါင်းတို့သည်မိမိတို့နေရာသို့ပြန်သွားကြ၏ထိုနောက်ဒါဝိဒ်သည်နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းကသွား၍ရောက်သောအခါရှောလူဤသမီး မိခလသည်စီး၍ကြိုလျက်လျက်ပေါ်သောသူသည် အရှက်မရှိဘဲကိုအဝတ်ကိုချွတ်တကယ်သူယနေ့ကျုံယောက်ျားကျုံမိမများရှိတွင်အဝတ်တော်ကိုချွတ်သောကိသေလရှင်ဘရင်သည်ယနေ့အဘယ်မြလောက်ဘုံကြီးတော်မူပါသည်တကားဟုဆို၏ဒါဝိတ်ကလည်းသင်အပန်းနှင့်သူ၏အဆွေအမျိုးအပေါင်းတို့၏ကိုစားငါ့ကိုရွေးကောက်၍ထာဝရဘုရား၏လူ ဤသေးလအမျိုးကိုအောက်ဆိုးသောမင်းအရာ၌ခံထားတော်မူသောထာဝရဖျားရှိတော်တွင် ပြုသည်မဟုတ်တော့ထာဝရဖျားရှိတော်တွင်ငါကခုံမီထိုမြမကငါတာ၍ယုံမှမီကိုအထင်အတိုင်းကိုကိုတာ၍နှိတ်ချမီတင်ပြောသောကျုံမများမူကားငါကိုချီးမွမ်းကြလိမ့်မည်ဟုမိခလာကို ပြန်ပြော၏ရှောလူဤသမီးမိခလာသည်တသက်လုံးသားကို မဖွားမမြင်ရ ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီးခုနှစ်ထာဝရဘုရားသည် အရရဲ့တို့၌ရှိသောရန်သူအပေါင်းတို့လက်မှကယ်လွတ်တော်မူသောယေရှုကို ရှင်ဘရင်သည် ခံရ၍နန်းတော်၌ညီဝတ်စွာနေရသောအခါပရောဖက်နာသန်ကိုခေါ်၍ကြည့်ရှုလောငါသည်အာရစ်သစ်သားအိမ်နှင့်နေ၏ဘုရားသခင်၏တစ်တာတော်မူကားဂလကာဖြင့်သာ ကွယ်ကလျက်နေရသည်ဟုဆိုသော နာသန်ကအကြံတော်ရှိသမျှအတွင် ြုတော်မူပါထာဝရဘုရားသည်ကိုတော်နှင့်အတူရှိတော်မူသည်ဟု ပြန်လျှောက်၏ထို့ကြတွင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်နာသင်သို့ရောက်၍ငါကြုံဒါဝိထံသို့သွားတော့ထာဝရဘုရားမိတော်မူသည်ကတင်သည်ငါနေစရာဖို့အိမ်ကို ဆောက်ရမည်လောဤသေးလာအမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်တော်နေ့ကစ၍ယနေ့တန်အောင်အိမ်နှင့်ငါမနေတဲအမျိုးမျိုးနှင့်ငါလဲ့လေပြီး ဤသေးလာမျိုးသားတို့နှင့်ငါလက်လေရအရရတို့၌ငါဤလူဤသေးလာမျိုးကိုကျွေးမွေးစေခြင်းကငါစေခိုင်းသောဤသေးလာတရားသူကြီးစုံတယောက်အားတင်ဒီငါဖို့အာရိတ္တသားအိမ်ကိုအဘဲကြောင့်မဆောက်သည်နီဟုငါဆိုဘူးတလောယခုမှကောင်းကင်ဘုရားအရှင်ထာဝရဖျားမိတ်တော်မူသည်ကသိုးထင်းရာသိုးချံတဲကသင်ကိုငါနှုတ်ယူ၍ ငါဤလူဤသေးလာမျိုးသားတို့ကိုအုပ်ဆိုးသောမင်းအရာ၌ငါခန့်ထားပြီးတင်သွားလေရာရာ၌ငါလိုက်၍တင်ဤရန်သူအပေါင်းတို့ကိုတင်းရှိမှဖယ်ရှားသဖြင့်မြေကြီးသားတို့တွင် လူကြီးဤဂုံတည်ရဲ့ကဲ့သို့သင်၌ကြီးစွာသောဂုံတည်ရဲ့ကိုငါပေးပြီးထိုမှတပါငါဤလူဤသေးလာအမျိုး နေရာအရက်ကိုငါပြင်ဆင်ပြီးသူတို့သည်နောက်တဖန်မပြောင်းမလဲ မိမိတို့နေရာ၌နေစီခြင်းကငါမြဲမြံစီမီမတရားသောသူတို့သည် ရှေးကာလ၌၎င်းငါဤလူဤသေးလမျိုးတွင်တရားသူကြီးတို့ကိုခန့်ထားသော ကာလ၌၎င်းညင်စေတကဲ့သို့နောက်တဖန်မညင်စေရသင်ကိုယ်လည်းရန်သူအပေါင်းတို့လက်မှကယ်လို့၍ချမ်းသာပေးပြီးသင်ဤအမျိုးအနွယ်ကိုလည်းငါတည်စေမီဟုထာဝရဖျားမိန့်တော်မူပြီးသင်သည်အသက်ကာလဆွေ၍ ဘိုးဘီတို့နှင့်အတူအိပ်ပျော်သောအခါသင်ဤရင်သွေးသင်မဆင်းသက်သောသားကိုငါချီးမြှောက်၍သူဤနိုင်ငံကိုတည်ထောင်မိထိုသားသည်ငါဤနာမဖို့အိမ်ကိုဆောက်လိမ့်မည်သူထိုင်သောယာဇပလင်ကိုအစဉ်အမြဲငါတည်စေမည်ငါသည် သူဤအဖဖြစ်မည်သူသည်လည်းငါဤသားဖြစ်လိမ့်မည်သူသည်ဒုစရိုက်ကိုပြုလျင်လူသုံးတတ်သောကြိမ်လုံးနှင့်ငါဆုံးမမည် လူသားရိုက်တဲ့တကယ်သူငါရိုက်မိတို့ရတွင် သင်ရှိမှငါပေရှားသောရှောလူ၌ငါဤဂယုနာကိုနှုတ်တကယ်သူသင်ဤသား၌ငါမနှုတ်သင်ဤအမျိုးအနွယ်နှင့်သင်ဤနိုင်ငံသည်ငါရှိမှအစဉ်အမြဲတည်လိမ့်မည်သင်ဤယာဇပလင်သည်လည်းအစဉ်အမြဲတည်လိမ့်မည်ဟုငါကြုံဒါဝိအားပြောလောဟု မိတော်မူ၏ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသင်သည် ဒါဝိအားပြန်ပြောလေ၏ထိုအခါဒါဝိမင်းကြီးသည် အထဲသို့ဝင်၍သာဝရဖျားရှိတော်၌ထိုင်နေလျက်အိုအရှင်သာဝရဖျားအကျွန်ုပ်ကိုဤမြလောက်ချီးမြှောက်တော်မူမိအကြောင်းအကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်ပါသနည်းအကျွန်ုပ်မျိုးသည်အဘယ်သို့သောအမျိုးဖြစ်ပါသနည်းတို့ရတွင်အိုအရှင်သာဝရဖျားထိုကျေးဇူးတော်ကိုတာမညကျေးဇူးဟုထင်မှတ်တော်မူသောကြောင့်ကိုရော့ကျုံ၏အမျိုးຫນွယ်ကို ကြာမြင့်စွာသောကာလနှင့်ရှင်လျက်မိန့်တော်မူပါလိတကားကိုရှင်ထာဝရဖျားလူတို့သည် ထိုတို့စီရင်လိရှိပါသလောဒါဝိဒ်သည်အဘယ်သို့တိုးတက်လျက်ရှောက်ရပါမည်နည်းကိုရှင်ထာဝရဖျားကိုတော်သည် ကိုတော်၏ကျွန်ကိုတည်တော်မူ၏နှုတ်ကပတ်တော်ကိုထောက်၍အလိုတော်ရှိသည့်အတိုင်းကိုတော်၏ကျွန်တည်ရမည်အကြောင်းဤကြီးစွာသော အမှုအလုံးစုံတို့ကို ပြုတော်မူပြီး တို့ဖြစ်၍အိုထာဝရရှင်ဖျားသခင်ကိုတော်သည် ကြီးမြတ်တော်မူ၏အကျွန်ုပ်တို့ကြားသည်မြအတိုင်းကိုတော်နှင့်တူသောဖျားကိုတော်မတပါ အခြားသောဖျားမိမြမရှိပါ နာမတော်ကိုထင်ရှားစေ၍အေဂုတုပြည်အစရှိသော အခြားသောပြည်များ သူတို့ဖျားများတို့မှရွေးနှုတ်တော်မူသော ကိုတော်၏လူမျိုးရှိတွင် လူမျိုးတော်အဖို့နှင့်ပြည်တော်အဖို့ကြောက်မက်ဖွယ်သော အမှုကြီးတို့ကိုပြုခြင်းကဖျားသခင်ကြွ၍ ကိုရောဖို့ရွေးနှုတ်တော်မူသော ကိုရောဤလူဤသေးလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည်ညီကြီးပေါ်မှာရှိပါသလားအကြောင်းမူကားကိုရောဤလူဤသေးလအမျိုးကိုအစဉ်အမြဲကိုရောဤလူဖြစ်စေခြင်းကသူတို့ကို ကိုရောအဖို့ခိုင်ခန့်မြဲမြံစေ၍ကိုရောထာဝရဖျားသည် သူတို့ဤဖျားသခင် ဖြစ်တော်မူ၏ယခုမှအိုထာဝရရှင်ဖျားသခင် ကိုရောကြုံ၌၎င်း ကိုရော့ကျွန်ဤအမျိုးຫນွေ၌၎င်းမိတ်တော်မူသောစကားတော်ကိုအစင်အမြဲတည်စေတော်မူပါမိတ်တော်မူသည့်အတိုင်းပြုတော်မူပါကောင်းဝင်ဘုရားရှင်သာဝရဖျားသည်ဤသေးလမျိုးကိုအစိုးရသောဖျားသခင်ဖြစ်တော်မူသည်ဟု၍နာမတော်သည်အစင်အမြဲချင်းမြောက်ချင်းရှိပါစေသော ကိုရော့ကျွန်ဒါဝိဒ်၏အမျိုးຫນွေသည် ရှေ့တော်၌တည်ပါစေသော အကြောင်းမူကားဤသေးလအမျိုး၏ဖျားသခင် ကောင်းကင်ဘုရှိသာဝရဖျားကိုရောသည်တင်းအမျိုးနွယ်ကိုငါတီစေမိဟုကိုရောကျွံအားဗျာဒိတ်ပေးတော်မူသောကြောင့်ကိုရောကျွံသည်ဤပတ္ထနာကိုရှေ့တော်၌ပြုကျင်သောစိတ်ရှိပါ၏ယခုလည်းဘုအရှင်သာဝရဖျားကိုရောသည်ဖျားသခင်မှန်တော်မူ၏စကားတော်လည်းမှန်ပါ၏ဤကျေးဇူးကို ကိုရောကျွံ၌ဂတိထားတော်မူပြီးသို့ဖြစ်၍ကိုရောကျွံ၏အမျိုးနွယ်သည် ရှေ့တော်၌အစဉ်အမြဲဒီပါမိအကြောင်းကောင်းကြီးပေးခြင်းကနူးညွန့်သော စိတ်ရှိတော်မူပါ။အိုရှင်သာဝရဖျား အမိန့်တော်ရှိသည့်အတိုင်းကောင်းကြီးပေးတော်မူသောမင်္ဂလာကိုကိုရော့ကျုံ၏အမျိုးຫນွေသည်အစဉ်အမြဲခံရပါစေသောဟုဆုတောင်းတည်းဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး၄မှ9အထိဖြစ်ပါတယ်။ ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ